မင်္ဂလာပါရှင်တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မလ14ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်တနင်္ဂနွေအတိုင်းတာနဲ့ဆင်နွှဲရမယ်အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲကြရမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအမျိုးကြီးကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြည်ထောင်စုဝန်ကြီးဦးကြီးမောကပြောပါတယ် မလရှိရနေ့ကကျင်းပခဲ့တဲ့တမူးတင်နံအပတ်စဉ်တဲ့တင်နံစင်းမွဲကိုပေးပို့တဲ့ကောက်ွယ်ရေးဝန်ကြီးရဲ့တဝန်လွှာမှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါတော်လရေးအစောပိုင်းကာလမှာတက်တီဆောင်ရင်တနင်္ဂနွေလုံးအတိုင်းတာနဲ့စည်ရီးလှုပ်ရှားနိုင်အောင်ပထမအဆင့်စ조사ပြီးနောက်ဒုတိယအဆင့်အနေနဲ့ဒုအင်အားစုစီမဟာဗျူဟာထိုးစစ်ဆင်ရင်မြို့သိန်းစခန်းသိမ်းတိုက်ပွဲတွေကိုအတွေ့အကြုံယူနိုင်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ် အဲ့ဒီနောက်တတိယအဆင့်အနေနဲ့ PDF ပကောက်ဖနဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံးလက်တွဲပြီးဆရာနာသိမ်းမှုကို အဆုံးသတ်ပေးမယ်အထွေထွေထိုးစစ်ကြီးတရက်ကိုတနင်္ဂနွေလုံးအတိုင်းတာနဲ့ဆင်နွှဲဖို့ပြောခဲ့တာဖြစ်ပါတယ်လုံလုံမြွနယ်ကမောင်မကန်နဲ့ဆန်းလန်းကြီးရွာတွေအနီးမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ် မနေ့ကမနက်9:00နာရီဝင်းချိန်မှာမောင်မကန်ရဲစခန်းလောင်လုံးမြို့နယ်ဆန်းလန်းရွာသားကလက်ခတ်တောင်စစ်ကောင်စီစခန်းတစ်ခုကိုတော်လင်ရေးတပ်ဖွဲ့တွေဘက်ကတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါစစ်တပ်ဘက်ကလက်နက်ကြီးပစ်ကူတွေပေးခဲ့တဲ့အပြင်လက်ခတ်တောင်ကိုလည်းဂျက်ဖိုင်တာတိုက်လေရင်နဲ့နှစ်ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မောင်မကန်ရွာနယ်ကိုဝင်းသက်အမျိုးသမီးနဲ့ကလေးတူတို့လက်နက်ကြီးထိမှန်ပြီးဒဏ်ရာအပြင်းထန်ရရှိခဲ့ပါတယ်။စစ်ကောင်စီလက်အောက်ခံပြည်သူစစ်အနေနဲ့အတုံးချခံနေရတဲ့ပအိုးအမျိုးသားအဖွဲ့ချုပ် PNO PNA ကိုစစ်တပ်ရဲ့အတုံးချခံပြည်သူစစ်အဖြစ်ကနေအ мян ယုံထွက်ပြီးတော်လန်ရေးမှပါဝင်ဖို့အတွက် အိုးအမျိုးသားဖက်ဒရယ်ကောင်စီနဲ့ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ကထပ်မံတိုက်တော်မှာတယ်။မနေ့ကမတ်လ23ရက်နေ့မှာကြာရောက်တဲ့86နှစ်မြောက်ပအိုးအမျိုးသားနေမှာ PNFC နဲ့ PNLO တို့ကပူးတွဲကြီးညာချက်ထုတ်ပြန်ပြီးတိုက်တွန်းခဲ့တာပါ။ဆရာနာရှင်စနစ်နဲ့မဟာလူမျိုးကြီးဝါဒဆက်ကျင် တိုက်ဖြတ်ရေးမှုကို အခြေခံဖွဲ့စည်းခဲ့တဲ့ PNO PNA ဟာ စေအုပ်စုလက်ဝေခံပြည်သူစစ်အဖြစ်ကနေအ мян ဆုံးယူထွက်ပြီးပို့အပအဝင်ပြည်သူလူထုတည့်ရလုံးနဲ့အတူတုံလန်ရေးမှ ပြန်လည်ပူပေါင်းပါဝင်ဖို့အလေးအနက်ထပ်မံတိုက်တွန်းကြောင်းကြေညာခဲ့တာပါတဝဲအရှိတော်ဒေတာအညာဖျားရွာကပြည်သူ့ကောက်ွယ်ရေးတပ်မတော်တဝဲခရင်အမှတ်၁တန်ရင်ရှေတန်းတက်ခွဲစခန်းကိုစစ်တပ်ကဝင်ရောက်တိုက်ခိုက်ချိန်မှာပြည်သူ့ကောက်ွယ်ရေးရဲဘော်အုပ်ကြောင့်ဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ် တဝဲခင်အမတ်တိတ်တန်ရင်ရဲ့ရှေ့တန်းစခန်းကို အခုလ9ရက်နေ့မှာစစ်ကောင်စီဘက်ကဝင်းရောက်တိုက်ခိုက်ပြီးစခန်းကိုမီးရှို့ဖျက်ဆီးခဲ့တာပါအဲ့ဒီတိုက်ပွဲမှာပြည်သူ့ပါကွယ်ရေးတပ်မတော်တဝဲခင်အမတ်တိတ်တန်ရင်ရဲ့တပ်ဖွဲ့ဝင်ရဲဘော်ကိုဖြိုးနဲ့ရဲဘော်စေးဒိုးဝါတို့ကြာဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါဗျာ ရန်ကုန်စစ်မှုတပ်ကတော်အကြောင်းသားကိုဖုံးမော်ကြာဆုံးခြင်း38နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့တပွဲခိုင်လုံလုံမြို့နယ်မှာဆက်အနာရှင်ဆက်ကျင်ရေးတပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။မနေ့ကမလ23ရက်နေ့မှာတပိတ်မောက်ဆန္ဒပြခဲ့တာဖြစ်ပြီးသူရဲကောင်းတို့သွေးဘယ်တော့မှမချောက်ခံဘူးဟေးဆိုတဲ့ကြွေးကြော်သံနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါ။ဒီလှုပ်ရှားမှုကိုတပွဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကဦးဆောင်လှုပ်ရှားခဲ့တာလည်းဖြစ်ပါတယ်။ တင်းနှလိုက်တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။